哎，别熬了。 那什么呀？看到我的钱他我看那也皮呀嘛，娘累了。 န္ဓာရဲ့သဘောမှန်သိဆုံးခန္ဓာဝမတူရာတဲ့သာယာရဲ့စိတ်ရောပါလာမယ်အာနေလာမယ်လွတ်ချင်လာတောင်းတတ်တော်ပုဂ္ဂိုလ်အနေနဲ့ မိမိတို့ပြုပြင်ဖန်တီးလှုပ်ဆောင်ခြင်းမဟုတ်တဲ့ခန္ဓာရဲ့ပင်ဝူသဘာဝကိုလေ့လာမယ်မိမိတို့အသိစိတ်ဟာသတ်သတ်ကလေးထားပြီးလေ့လာပါခန္ဓာရောသူ့ပုံမှန်လုပ်ငန်းဖြစ်တယ် ရုပ်ပရမတ်တို့ဖောက်ပြန်ပြီးပြစ်တာနံပါတ်ဘတ်တို့သိပြီးပြစ်တဲ့ကိစ္စကိုဆောင်ရွက်နေဘယ်သူကြည့်ကြည့်မကြည့်ကြည့်ဘယ်သူသိသိမသိသိသူ့ကိစ္စကိုလုပ်တာတောင်မင်းတို့ညာလေ့လာမယ်ခန္ဓာဒီ မြေကမှုခိုင်မမှုတည်တတ်မှုမရှိတဲ့ရွေရှာပြောင်းလဲပျက်စီးနေတဲ့သဘောတွေပါလားတောင်ဒီလက္ခဏာကိုအနိစ္စလက္ခဏာကိုတင်ရွာတော့ဟုတ်ခန္ဓာရဲ့သဘောအနိကလေ့လာလို့ သိရတဲ့အချက်ပဲအဲ့လိုသတ္တဝါအနေနဲ့ကတော့ခန္ဓာကြောင့်သိအောင်မလေ့လာဘဲနဲ့မိမိတို့ပညာကပြောတဲ့ပုံဟံတန်တောင်ကိုကြည့်ပြီးတော့ ယောက်ျားမိတ်မပုဂ္ဂိုလ်တ attva ခေါင်းကိုချင်းနဲ့နှွေးမျက်စိစသည်ဖိလိကမကင်းတဲ့ပညာအာရုံလည်းပဲမှတ်ထားဒီခန္ဓာကိုမိမိတို့လောကပညာအနေနဲ့ကပုဂ္ဂိုလ်တ attva မှတ် ုခန္ဓာသဘောဝကိုကိုယ်ရည်သိအောင်လေ့လာကြည့်ဆုံးမိမိတို့ဒီအသည့်မမှန်ကြောင်းတွေ့ရခန္ဓာသာမှန်တရားပဲမိမိတို့စွဲဥစ္စာမှားနေပြီဒါတော့ဒီတော့အမှန်တရားဖြစ်တဲ့သဘောဝတရားကိုလား အသိဉာဏ်ရင့်ကြအောင်ယုံကြည်မှုသရာတရားထားပြီးတော့ဆက်ကဆက်ကယုံကြည်မှုရောက်သရာပရိဘောင်တာစိတ်အဲ့ဒါဖြစ်အောင်ကြိုးစားပါ သရပရိဘောဒ္ဒဆိုတာဖောက်ပြန်တာမှန်ပဲပြည့်နေတာမှန်ပဲနေရာနှံ့ပြခန္ဓာပေါ်မှာလုံးဝကြီးအမှန်ဖြစ်တဲ့ဖောက်ပြန်တာတွေပဲအမှန်ဖြစ်တဲ့ပြစ်တာတွေပဲချင်းခွန်များစွာသိတာပြိဘောဒ္ဒစိတ် ဖောက်ပြန်တော်ကိုယ်တိုင်မငြိမ်မသက်တဲ့သဘောတွေ့လို့ယုံကြည်တာသရာစိတ်ဖောက်ပြန်တယ်ပြစ်တယ်သိနေတာသရာပရိဖောက်တာစိတ်ကံမင်းမလို့နေကျင်နေတယ်လုံမှာ စိတ်လေးပြင်မရောတတိထားပြီးခန္ဓာကိုကြည့်ဘုရားဒီလိုခန္ဓာရဲ့သဘောဝကိုဉာဏ်နဲ့သိနေတဲ့အချိန်ဟာကာယကရုံးပါလှုပ်ရှားမှုကျွလုံမှုရှိတယ် ဝဇိကံ၄ပါးလည်းနှုတ်ကပြောတဲ့လှုပ်ရှားမှုကျူးလွန်မှုမရှိဘူးဘယ်လိုကောဟောပြန်တယ်လို့ပြစ်တယ်လို့သိတိုင်းသိတိုင်းတိလပရိဘုဒ္ဓဖြစ်တယ်လို့သိတဲ့စိတ်ကိုတိလပရိဘုဒ္ဓစိတ် မိမိတို့ရှုကြည့်တဲ့ခန္ဓာသဘောကတော့ရုပ်ဘဏလက္ခဏာဆိုတဲ့မငြိမ်မသက်တဲ့ပြောင်းလဲရွှေရှားပျက်စီးနေတဲ့သဘောတွေ။ကြောင်မြတ်စွာဘုရားကရူပံဘိက္ခူရအိဋ္ဆာခြေသာရူမငြိမ်မသက်ရွှေရှားပြောင်းလဲတဲ့သဘောတွေပြည့်နေတာပဲ။ မြတ်စွာဘုရားဟောညွှန်ခြင်းမိမိတို့နာယူပြီးတော့ခန္ဓာကိုကြည့်တော့ဒါလို့ရွှေရှားပြောင်းလဲပြည့်စည်နေတာတွေ့ထက်ကထက်ကကြည့်တော့လည်းပဲရွှေရှားပြောင်းလဲပြည့်စည်နေတာတွေ့ အချင်းချင်းဖော်မှန်မဲ့ခန္ဓာကိုလိလာတော့လိလာတိုင်းဖောက်ပြန်ပြောင်းလဲပျက်စီးတဲ့သဘောတွေပဲတွေ့တယ်။ဒါမျိုးဆိုပြရဲ့ဟောညွန်ချက်ကိုကြားနာပြီးတော့ခန္ဓာမှာသိရတဲ့တွေ့ဒီသိစိတ်ဖြစ်တိုင်းဖြစ်တိုင်းသုတ္တပြိပောင်တာစိတ် မိမိတို့အနေနဲ့ပဋိလေထာကြံကကြည့်လို့သဘာဝတရားကြီးတလှုပ်လှုပ်တရွတ်တရှိရှိဖောက်ပြန်ပြစည်းတာပဲလို့ဓာတ်မျိုးတွေသိနောက်ကမြတ်စွာဘုရားညံတော်နဲ့ပေါ်ဝင်တဲ့တရားတွေပေါ်ပြလိုက်တော့မဂ္ဂင်၈ပါးလို့သရဝဥစ္စာ ခုနပါလို့သက်ဆိုင်နေတရားတွေအကုန်လုံးဒီထဲမှာအကျုံးဝင်ပါတယ်ဒါကြောင့်သံသရာဒုက္ခပေးတဲ့ကိစ္စမျိုးကြီးအကုန်လုံးဖြတ်တောက်နေတာဖြတ်တောက်နေတဲ့တရားတွေကိုဘာလို့အကုန်လုံးဖောက်ပြန်တယ်လို့ပြစ်တယ်လို့သိတဲ့ထဲမှာအကုန်ဝင်လာတာ မင်းတို့ဖောက်ပြန်တာပဲပြစ်ထားပဲဒါလေးလောက်ပြီးရအချိုးတရားတွေဟိုနံကြီးကျယ်တဲ့ကိစ္စတွေပဲမြတ်စွာဘုရားညံတော်နဲ့ဘုလိုပိုင်ချပြီးတော့ဒါတွေပြီးတာမင်းတို့ခန္ဓာမှာရှိတော့အမှန်တရားဆိုတဲ့ပရမသဘာဝတရား အမှန်တရားကိုပွားကြည့်တော့အမှန်တိုင်းမရှိဘူးဖောက်ပြန်တဲ့သဘောကြီးဘယ်ရှင်ကြည့်ကြည့်သူ့အမြဲရှိတဲ့ကြားရည်ပဲအမှန်တရားကြီး ਪਰਮ တ်ဖောက်ပြန်တဲ့ရုပ် ਪਰਮਾ တရီကုနေရတာပဲတရီကုနေလို့အသိစိတ်ဟာ ਪਰਮ တ်ထဲမှာရောက်ပြီးတော့ဖောက်ပြန်တာကြီးပဲသိတယ် ြည့်ထားရပဲသိသက္ကတာကဖောက်ပြန်တယ်သိတယ်ပြည့်ထားရသိတယ်အချင်းချင်းဖောင်းမှန်ဖောက်ပြန်တယ်သိပြည့်ထားရသိမိမိအသိစိတ်ခန္ဓာမှာရောက်နေကြရောသမာဓိတော့ဘိက္ခုယထာဝုဒံပသနာတိဒီသဘာဝတရားတွေနဲ့ဖွဲ့စည်းထားတဲ့ခန္ဓာဒါတွေပဲတွေ့နေတာပြည့်ထားရပဲသိနေတာ တဲ့လိုသိနေတဲ့အချိန်အားဖြင့်မိမိတို့ပြညာနဲ့ဆွဲယူထားတဲ့မိမောက်ချက်ပုံကတော့တောင်နှလုံးလည်းမသွင်းဘူးအာယုံလည်းမပြုတ်ဘူးမိမိတို့အာယုံပြုတဲ့စိတ်ကပရမတ်ထဲမှာဖောက်ပြန်တဲ့ထဲမှာပြည့်တဲ့ထဲမှာဒီပုဂ္ဂိုလ်တ attva ဆိုတဲ့ပြညာကို အလုံးလုံးဥပ္ပခါပြုပြီးသားစွန့်ပြီးသားဖြစ်တဲ့အတွက် ဒီလိုပွားတဲ့စေကစာကပြိဘောင်တာစိန်ဒါလည်းပဲရတယ်ဖောက်ပြန်တယ်လို့သိတာနဲ့ပြည့်တယ်လို့သိတာနဲ့ဒီစာကပြိဘောင်တာစိန်ဖြစ်နောက်သဘာဝတရားကိုဖောက်ပြန်တာ哦 စူးလိုက်ပြီးတော့ဆက်ခါဆက်ခါသိတော့ငကိုယ်ရဲ့ဒီဖောက်ပြန်တယ်ဆိုတော့ရွှေရှားပြောင်းလဲပျက်စီးတဲ့သဘောတည်းစူးပေါင်းပြီးတော့ဖောက်ပြန်တယ်လို့သိလျာဘုညာနဲ့ပညာနဲ့ကပ်ပြီးတော့ကြည့်တော့အားပြည့်တဲ့သဘောပဲဖောက်ပြန်တဲ့အစုပုံကတကယ်ကြည့်တော့ အပြစ်တွေစုနေတဲ့တရားပဲဒါရီတိလာတော်တော်လေးညံကပြီးတော့စူးစိုက်ပြီးတော့ကြည့်တော့ပြက်ပုံတွေတိလာမငြိမ်မသက်တဲ့ရွှေရှားပျက်စီးမှုတွေတကြွရွာနဲ့တရှိချင်းတစုပ်စုပ်တစ်ဖြုတ်ဖြုတ် ခန္ဓာကိုယ်ကဒီလိုပြောင်းလဲဖောက်ပြန်လာသမျှတော့အာလုံးပျက်စီးချုပ်ပြောင်းနေတဲ့သဘောကြီးခန္ဓာကိုယ်ရဲ့တည်ငြိမ်မှုခိုင်မာမှု လုံးဝမရှိပါလားဉာဏ်နဲ့ပညာနဲ့အမှန်တော်ကြီးသိတော့ဒီဉာဏ်ဒီပညာဆင့်တန်းလျှောက်သွားပြီးတော့ ပညာပြိဘုဒ္ဓစိန်ဖြစ်သွားတယ်။ဖြည့်စိတ်ပြည့်ခြင်းကိုသိတာ။ဘောဗျာဏကိုသိတာပြည့်ထောင်ကိုသိတာ။ပညာပြိဘုဒ္ဓစိန်ခန္ဓာဝတ္တိစာကြည့်တော့ဘောဗျာဏကိုသိတယ်ပြည့်တော်ကိုသိတဲ့အချိန်မှာဒီငါးမျိုးစိတ်တွေပါတယ် နောက်ခန္ဓာဝကဲခတ်တဲ့တစ်ချိန်ဖောက်ပြန်တယ်လို့ပြစ်တယ်လို့သိမိတဲ့အချိန်ကဒီငါးမျိုးစိတ်ကြီးပါတယ်ဒါကြောင့်ဒီလိုအလေးအကျင့်ရရင်တော့ယောဂီဟာအာကိုရအားထားရဖြစ်ပြီတဲ့အဲဆိုပြာမဟာနာဝမင်းမကြောက်နဲ့ဒီပရမတ်ကိုရင်းမြော ကြာကြာလေးလာထားတဲ့စိတ်တည်းပဲအဲ့ဒါကြီးအာဟုဝဖြစ်တဲ့အကြောင်းပြောင်းလဲဖို့ပြန်ပျက်စီးတာကခန္ဓာပဲမိမိနဲ့မဆိုင်ဘူးအမှန်တိုင်းသိတာကညာပဲမိမိနဲ့မဆိုင်ဘူးဒီခန္ဓာပရမတ်တို့သူ့လမ်းစဉ်နဲ့သူ့ဟာလို ရွှေရှဲပြောင်းလဲပြည့်စည်ပြီးတော့သွားတော့ဒီခဏထုတ်ဆုံးနဲ့သေတဲ့စီကြီးရောက်သွားရောက်သွားခန္ဓာကရောက်တာမိမိတို့အသိရမရောက်ပါအသိရဉာဏ်ဖြစ်ပြီးတော့ကာမပစ္စယောကဝိဘကပစ္စယောပဋ္ဌာန်းကျိုးစက်နဲ့ကဲသူကထက်ကိုဆောင်းသွားတာ ဘဝတစ်ခုတစ်ခုမှာဖြစ်တဲ့ဒီရုပ်ခန္ဓာကတော့အကုန်ဒီဘဝမှာထားပြခဲ့ရအကုန်မြေထဲမြို့လို့ခြေထဲမြို့လို့မီးရှို့လို့ဒီမှာကုန်လာပဲအဲမင်းကြီးကဆောင်ရွက်ထားတဲ့အခုနောက်ပြိဘဝတ္တစိတ်ကြီးနောက်အကျိုးပေးဖို့ပေါ်ဖန်တီးတော့ ဒီယုတ်ခါနာလို့ပြစ္ဆေခဒီမှာကြံမနေဘူးအဲ့လိုမိမိအကျိုးပြုမဲ့စိတ်ကိုအဲ့ဒီသူဘေးလွတ်ရအောင်ပို့တတ်တဲ့စိတ်ဖြစ်အောင်သီလပရိဘုဒ္ဓရာပရိဘုဒ္ဓဥဒ္ဒပရိဘုဒ္ဓသာဂပရိဘုဒ္ဓပညာပရိဘုဒ္ဓဆိုတဲ့ စိတ်၅မျိုးဟာအာကိုရတယ်၅မျိုးမိမိဓာတ်တွေမမှတ်နဲ့ထောက်ပြန်တဲ့သဘောပြတဲ့သဘောဓမ္မမရင်ပြီးတာဓာတ်တွေပါလို့အဲ့တော့ခန္ဓာသဘောဝဟူတာမျက်ချီမပြတ်ရင်တော့ဒီကျူးတရားတွေပါတာပဲမိမိတို့တောင်းဝါလဲခန္ဓာဘောမှာညံမျက်ချီမပြတ်ဘူးပဲလို့ ခန္ဓာရဲ့ပြင်းရင်းသဘောဝဖောက်ပြန်ပြီးပြည့်နေတာသေးသေးချာချာညံမျက်စိမပြန်ဒါတွေမသိနော်နေရာနှံ့ပြားကရွှေ့ပြီးတော့သိနေရတာသိရမယ်သဘောဝတော့ ဒီလိုမငြိမ်မသက်ယူရှာပြောင်းလဲဖောက်ပြန်တာနဲ့ပြည့်စည်တဲ့သဘောတရားပဲသိစရာရှိတယ်။တောင်ဝချိန်ပါများစွာထပ်ခါတခါသိရတဲ့ကိစ္စ။ဉာဏ်ရှင်းမှုယုံကြည်ချက်ရမှုဘုဘောကတည်ရွတ်ခိုင်မာတဲ့ဉာဏ်ဖြစ်အောင်ဓာပွားများအားထုတ်ရ ကျိုးစားပြီးတော့ဖောက်ပြန်တာကြီးများများသိအောင်ပြက်တာကြီးများများသိအောင်ကျိုးစားပါ စိတ်ငြိမ်ငြိမ်နဲ့ခန္ဓာကိုယ်သတိထားရင်ဒါတွေကမသိမရှိပါဘူး။အဲယုံကြည်ခြင်းရအောင်ကမိမိရရသိဖို့လိုတယ်။ဒါခန္ဓာရဲ့အမှန်တရားတွေပဲဆိုတာသိချက်လက်ချ။ယုံကြည်ခြင်းရအောင်ကိုယ်ခန္ဓာနဲ့ကိုယ်သိယုံကြည်ခြင်းမရမချင်းကြည့်ပါ မိမိတို့ရှုနေသိနေတဲ့ခန္ဓာကတော့သိစရာဖြစ်တဲ့ဖောက်ပြန်တာပြက်တာဒါကခန္ဓာကသုခိစ္စသူဆောင်ရွက်တဲ့အနေနဲ့ဖော်ပြမင်းရဲ့ခန္ဓာကိုလေ့လာတော့သိရမယ့်တရားတွေဖောက်ပြန်မှုနဲ့ ပြက်ဖို့ပဲဖောက်ပြန်နေတာကိုသိဖို့ပြက်ထောင်ကိုသိဖို့ကိုယ်ကိစ္စပဲကိုယ်တောင်းပဲခန္ဓာတခြားအသိဉာဏ်တခြားသဘောပေါက်အောင်ကြည့်ပါ မြတ်စွာဘုရားသမတ်တော်သုတ်ပါအန္တရာသမတိစ္စဘံခန္ဓာအတွသုံးသောမူပြုပါမယ်ခန္ဓာရဲ့ပြင်ပကတရားမဝင်ခန္ဓာအတွင်းမှာသဘာဝတရားတွေရဲ့လှုပ်ရှားမှုပြီးပျက်စီးမှုပြီး ဒါပြည့်ပဲဒါတွေကိုသိနေပါခန္ဓာအပြင်ဘက်ကဆိုရင်ပုဂ္ဂိုလ်သတ္တဝါလှုပ်ဆောင်ခြင်းမကင်းဘူးဒါသဘာဝတရားမဟုတ်ဘူးဓမ္မီလူအပြင်ဘက်နေနေဣရိယာပုတခုမရှိမပြုံးထားရင်သူကပူရာတို့ကြိုက်ကြတို့ညောင်းတာတို့ တောင်းတာတင်းတာတို့ဖြစ်တာဒါအန္တရာသမတိကြပါဆိုတော့အတွဲသုံးအတွဲသုံးလောက်မဟုတ်ဘူးအပြင်ဘက်ကပုဂ္ဂိုလ်သတ္တဝါဖန်တီးချက်မကင်းတဲ့သဘောဒါရင်မရှိပါဘူးမင်းတို့ခန္ဓာအတွင်းမှာပဲဒီလိုလှုပ်ရှားပြောင်းလဲပြည့်စုံကြရပြီးဒါရီရှိပါ ။အဲ့ဒီတွဲရှုနေတဲ့ကိစ္စမှာနှောက်ရှင်မဖြစ်အောင်။အပြင်ဘက်ကညောင်းမှု၊ကိုက်မှုစသည်ဖြစ်လာနေရဖြစ်လိုက်။ခန္ဓာအတွင်းသဘာဝတရားတို့တဏှာရမှာဖြစ်ပေါ်နေတဲ့သဘောတရားတွေရှုသွားပါ။ခန္ဓာတစ်ခုလုံးမှာမိမိရဲ့လောကဆောင်ရွက်ချက်ကိုရက်နေတဲ့နေရာရလို့မရှိဘူး။ အချိန်နည်းပါလိခန္ဓာကိုယ်စီတိဆောက်ထားတဲ့သဘာဝတရားတွေမျက်ခြေမပြတ်ဖို့လိုတယ်မိမိတို့လေ့လာတဲ့အသိဉာဏ် ခန္ဓာရဲ့ကိလေသာမဖြစ်တဲ့ပရမတ်နဲ့ယဉ်မိအောင်ခဏခဏကြည့်ပြီးခဏခဏအသိလုပ်ပြရအဲ့ဒါမှမိမိရဲ့သေဘုတ်ဒီတော့မှာဒီသဘောဝတရားသိတဲ့အသိဟာအခုညီပေးလိုက်ပေါ့ပြန်နဲ့ပျက်စီးတဲ့သဘောတွေပဲခဏခဏသိသွားပြန်အသိဉာဏ်နဲ့ပရမတ်နဲ့ယဉ်မိမှုရပါ အဲ့ဒါကိုကိုယ်ဉာဏ်နဲ့ကိုတရားထိုင်တော့လဲကြာကြာထိုင်မှုမကျိုးစားပါနဲ့ခဏခဏသိဖို့သာသတိလေးထားပြီးတော့သိပြောင်းသိပါကြာကြာလည်းမသိရပါဘူးတစ်ချက်တစ်ချက်သိလိုက်သွတ်လိုက်နောက်တစ်ချက်တစ်ချက်သိလိုက်သွတ်လိုက်ခန္ဓာသဘောသူ့အကြောင်းသိအောင်လေ့လာတဲ့ကိစ္စကျိုးစားရှင် 高原青稞鱼。